အပြေသာတို့အီမိတ်ဆွေဆိုတဲ့နှုတ်ပတ်တော်အဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်လောကမှာအပြေသားများကိုဘေတုကမှမေဆွေဖွေးချင်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အပြစ်သားဆိုတာမကောင်းသောအမှုအလုံးစုံတော့ကိုလုပ်ပြီးအသက်ရှင်သောသူကိုဘယ်သူမှခေါ်ချင်ပေါင်းချင်မိတ္တာရဖွေးမှာမဟုတ်ပါဘူးမေဆွေ။ ကျန်းစာထဲမှာယကေးဆိုတဲ့သူကလူအမုန်းခံရဆုံးအယုံငန်းဆုံးလူဖြစ်ပြီးယေရခုမြို့မှာရှိသောလူတွေအလုံးထဲမှာယေရှုခရစ်တော်ဖခင်ကသူ့အိမ်မှာတေးခေါ်ပြီး သူနဲ့အတူစားတောက်ဖို့မိဖွေဖို့ရွေးချယ်ချင်ခံခဲ့ရတာဖြစ်ပါတယ်။မြို့မှာရှိတဲ့ကောင်းဆောင်များကယေရှုဟာအပြစ်သားများရဲ့မိတ်ဆွေပဲလို့လောင်ပြောင်ပြီးကြည်ရည်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ယေရှုခရစ်တော်ဖျားဟာအပြစ်သားများကိုချစ်ပါတယ်မိတ်ဆွေ။ထို့အပြင်အပြစ်သားများဟာယေရှုခရစ်တော်ကြွားလာခြင်းရဲ့အကြောင်းပြချက်အလုံးစုံဖြစ်ပါတယ်မိတ်ဆွေ။အဲဒါကြောင့်ယေရှုခရစ်တော်ဖျားတပါးတိတာအယုံဉာဏ်ဆောင်အပြစ်သားတို့လူဆိုးတို့ကိုကယ်တင်ခြင်းကသူတို့ရဲ့ ဲ့မိတ်ဆွေအစ်စ်ဖြစ်ပါတယ်ဆိုတဲ့နှုတ်ပတ်တော်ဖြစ်အနေငယ်ဝင်ငါချင်တာဖြစ်ပါတယ်အလျောက်တိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ